အားလုံးမင်္ဂလာပါ UK Match ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိုင်တာတွေအားလုံးမင်္ဂလာပါ Liverpool အသင်းကတော့ဒါ Nation League ပြီးသွားတဲ့အချိန်မှာသူတို့ရဲ့အဓိကပြမှတ်ဖြစ်တဲ့ Florian Vaz ကိုအပြီးတက်နိုင်ဖို့တောင်းလျှောက်ကြိုးပမ်းနေရှိတယ်ဒါပေမဲ့အခုလောလောဆယ်ထိ Bayer Leverkusen ကနောက်ဆုံးထိန်ချီတင်းခံထားပြီးတော့ Liverpool ရဲ့အပြောင်းရွှေ့ရဲ့နောက်ထပ်ကာလမှုကိုထပ်ပြီးပယ်ချတယ်ဆိုတော့အခုပယ်ချတာ၃ချိန်ရှိသွားတဲ့သဘောပေါ့လေဒါအခု ယူရိုနဲ့တွက်တယ်ဆိုရင်တို့နောက်ဆုံးကားလန်းတာက133တန်းဒါယူရို100ပေါင်133တန်းဒါလီဗာပူးဘက်ကကားလန်းခဲ့တယ်အဲ့ဒါကယူရို134တန်းရှိတယ်ဆိုတော့လီဗာပူးကယူရိုတန်း120မှာတစ်ခါ132မှာတစ်ခါ134မှာတစ်ခါကမ်းလာနေပေါင်အားဖြင့်ဆိုရင်တော့နောက်ဆုံးကမ်းလာမှုက100တန်းတန်းတိရှိပြီးတော့ဒါအဲ့နေရာမှာဘိုင်ယန်လီဗာကူစင်ဘက်က Florian Vasco ကိုသူတို့လိုချင်တဲ့ပြောင်းရွှေ့ချေဟာ အိုက်ချက်ပူများတဲ့ပြောင်းရွှေ့ခြင်းဖြစ်တဲ့အတွက်မလုံလောက်ဘူးဆိုပြီးတော့လီဗာပူးရဲ့ကာလာမှုကိုထပ်ပြီးပေချလိုက်တယ်။ဆိုတော့အခုဂိုဒိုကိုမှပေါ်ပြချက်ရရောနောက်ဖလိုရီယန်ဖက်တဘက်ရဲ့ပေါ်ပြချက်ရစကိုက်စပိုးရဲ့ရပူရဆိုရင်လီဗာပူးအသင်းကနောက်ဆုံးတစ်ချိန်ထပ်ပြီးကာလာမှာဖြစ်တဲ့ဒီပြောင်းရွှေ့ကကစားမကလည်းပြောင်းကိုခေါင်းငင်ထားတယ်။တစ်ဖက်ကလည်းအားလုံး OK တယ်။ ဒါပေမဲ့ပြဿနာကဒါလီဗာပူးအသင်းရဲ့ကာလာမှုကိုလီဗာကူစင်ကရသလောက်တင်းခံနေတဲ့သဘောဖြစ်တယ်ဆိုတော့ဒါဖလိုရီယန်ဗတ်စ်ကိုလီဗာပူးက2030ခုနှစ်တိ9နှစ်စာချုပ်ချုပ်မယ်လောက်ခလာစာတပတ်ကူပေါင်း3 3000 4000ထိပေးဖို့သဘောတူထားပေမဲ့ဒါဘိုင်းလီဗာကူစင်ဘက်ကနောက်ဆုံးတောင်းဆိုတဲ့အချက်ကဒါသူတို့အနေနဲ့အနည်းဆုံးဒါဘယ်လိုပြောမလဲယူရို100ပေါင်း138တန် plus ပြီးအဒွန်ထည့်ပေးရမယ် ဆိုတော့ပေါင်138တန်းသူတို့ကအနည်းဆုံးပေါင်138တန်းဆိုတော့ဒါလီဗာပူးကားလာနဲ့133တန်းကိုပယ်ချတယ်လီဗာပူးကအဲ့တော့အပါဝင် total budget ကို133နဲ့ကားလာတာ133ဆိုရင်ဘယ်လောက်ဖြစ်လဲဆိုတော့ယူရို134တန်းဖြစ်ပေမဲ့လီဗာကူစင်ဘက်က100 100 138တန်းအဲ့ဒါက solid fee ပေါ့လေ solid fee ဆိုတော့ယူရို139တန်း plus add on အတော့ဆိုရင်တို့ကအနည်းဆုံးတော့7သန်း15သန်းပတ်ဝန်းကျင်တို့ထပ်လို့ခြင်းတဲ့သဘောပဲဆိုတော့ Liverpool စင်တောင်းထားတဲ့အမောက်ကတော့ဒါ Liverpool အသင်းကိုဒါတကယ်လို့တို့တို့အောက်ဝင်တဲ့ Boris ကဒါဘယ်လိုပြောမလဲတို့တောင်းဆိုမှုမှာအနည်းဆုံးနောက်ထပ်ဒါကျွန်တော်မပေးရဘူးဆို7သန်းပေးရရင်တော့မှပေါင်သန်း140လောက်ဖြစ်သွားမယ် တန်း140မဖြစ်တော့မှ9တန်းဆိုရင်တော့မှဒါဘယ်လိုပြောမလဲဆိုတော့ဒါ125တန်းဆိုရင်ယူရို148တန်းတန်း150ထိဆိုတော့နည်းနည်းတော့များတယ်ဆိုတော့လီဗာပူးစင်ကအခု113ကိုထပ်ပြီးပယ်ချတယ်ဆိုတော့လီဗာပူးအတွက်ကနည်းနည်းတော့အကျက်ရနေတယ်ဆိုတော့သူတို့အနေနဲ့ဒီပြောင်းရွှေ့ဖြစ်နိုင်မယ်လို့လည်းယုံကြည်ထားတယ် Florian Vaz လည်းပြောင်းမယ်အဓိကအဲ့လေဘုကူစင်ဘာကသူတို့စဉ်းစားတာပေါ့လေသူတို့ replacement ကတားမကိုသူတို့ကြည်နေတယ်သူတို့အဲ့ replacement ကိုလည်းစောင့်နေတယ် Manchester City ရဲ့ကွန်းတဲ့ကစားမ James McAtee ကိုသူတို့ကြည်နေတယ်။နောက်ထပ်အခြားကွန်းတဲ့ကစားမတစ်ယောက်ကြည်တယ်။အစားထိုးတဲ့ကစားမသူတို့ရပြီဆိုတော့ဒီညကိုဖြည့်ဖို့ပြင်နေတဲ့အတွက်ကြောင့်သူတို့ကလည်းရသလောက်ဟိုးထားတာဖြစ်တယ်။ဆိုတော့ Liverpool ကဒါ Euro နဲ့တွက်မယ်ဆိုရင်တန်း120မှာတစ်ချိန်130နဲ့နှစ်မှာတစ်ချိန်134အပေါ်အပီစီမှာတစ်ချိန်နဲ့အခုဒီချိန်မှာတော့လီဗာပူးစင်ဘက်ကပေါင်138တန်ယူရို136တန် plus bonus ပေးနိုင်မှာလက်ခံမယ်ဆိုတော့ဒီပြောင်းရွှေ့ဖြစ်ဖို့ Liverpool ကအချိန်တော့လိုတယ် Liverpool နေနဲ့ FIFA ရဲ့ Club World Cup ပြိုင်ပွဲသွားစရာမရှိတဲ့ကြောင့်သူတို့တိတ်တော့ပြဿနာမရှိဘူးသူတို့မှာအချိန်ညာရှိတယ်ဆိုတော့ကျွန်တော်တို့တန်းတရာဂျော်ဒန်ပြောင်းရွှေ့တွေအဲ့တိုင်းပဲကျွန်တော်မမရရ Wise Sky Zero အပြောင်းရွှေ့ကို Chelsea Liverpool နဲ့နောက်တစ်ဖက်ကဒီ Brighton တို့၃ပွဲဆိုင်ဆွေးနေတဲ့အခါ Anzu Fernandez ရဲ့အပြောင်းရွှေ့ကို၃ပွဲ တသိန်းပေါ့အဲတော့တော့တသိန်းပဲဒန်ဂလာရိုက်အပြောင်းရွှေ့မှာအာစနယ်ရဲ့မန်စီးတီးရဲ့ဝက်ဆမ်းရဲ့သုံးဝင်ဆိုင်ဆွေးနွေးကြတဲ့အခါမှာအ ਨੇ ငယ်ခတ်တယ်ဆိုတော့ဒီကိစ္စမှာဘိုင်မြူးနဲ့မပါတော့ဘူးရဲမတစ်မပါတော့ဘူးမန်စီးတီးမပါဘူးဆိုပေမဲ့လီဗာပူးစင်ကသူတို့လိုချင်တဲ့တန်ကြီးမရမချင်းတင်းခံထားတဲ့အတွက်ပေါ့လေဆိုတော့138တန်းယူရို139တန်း plus bonus ပေးမှပဲလက်ခံမဲ့သဘောရှိပြီးတော့လီဗာပူးရဲ့ ီနောက်ဆုံးကမ်းလာထားတဲ့133တန်းဒါပေါင်133တန်းဆိုရင်ဒါယူရိုအားဖြင့်ဒါအနည်းဆုံးတော့134 today package ကိုထပ်မံပေးချထားပါတယ်အားလုံးကျေးဇူးတင်ပါတယ်